ဒါကတော့ရှောင်းရင်ပထမအဦးဆုံးရုပ်တည်ပါဒါကတော့ရှောင်းရင်နောက်ဆုံးတန်းစင်ရမယ်တတိယမှာရုပ်တည်ပဲဖြစ်ပါရုပ်တည်တွေမှာလူသားအဆင့်ကြေးရောင်ညည်အဆင့်ငွေရောင်နဲ့ကောင်းဝင်အဆင့်စီရောင်ဆိုပြီးတော့သုံးမျိုးရှိပါရုပ်တည်ပြုလုပ်ဖို့အတွက်အခြေခံအဖြစ်တိုင်းအမှုတွေခန္ဓာကိုယ်တစ်ခုနဲ့ဝိညာဉ်တစ်ခုကိုလိုအပ်ပါဒါပေမဲ့ဘာမှတည်လို့စရာမလိုဘဲနဲ့ရုပ်တည်တွေကိုရရှိနိုင်ပါသေးရှောင်းရင်ရဲ့ဒူးကြမ်းရုပ်တည်စေကောင်ကိုရှင်းအောင်အကြည့်ရနေပြီတဲ့မှာ ဘာမှကိုအာမထွက်ရပဲနဲ့အလက်ကဏီပောက်ကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ရှားလာတဲ့ရုပ်သေးတွေကိုရှောင်းရင်ကပေါက်ဆက်ပြီးတော့အသုံးပြုခဲ့ပါသေးတယ်။ပေါက်ဆက်ခြင်းမှာဆိုရင်စွာကရန်ကုန်မှာကြီးမားလွန်ပါတယ် တာဝန်ကြီးစာအထွတ်ထိပ်တွေနဲ့တော့မှရှင်းပြီးတော့တက်ခိုင်းနိုင်ပါတယ်။ရှောင်းရဲ့ပထမအဦးဆုံးလူတီပြုလုပ်တော့ပေါင်ပစ္စည်းတွေရဲ့အေးသေးကအနေငယ်မြင့်မာတဲ့ကြောင့်ဆဆပြုလုပ်ပြီးချင်းမှတင်ဒိုဆုံးကျေ9ဝင်း6ဝင်းအဆင့်လောက်မှရှိပါ။ဒါပေမဲ့အဆင့်တက်ဖို့အတွက်ကြတော့ဆေးမိုးကြိုးတွေနဲ့မူကြိုးကန်တွေအသုံးပြုခဲ့ရပါ။ဒါတော့မှတာဝန်ကြီးစာအထွတ်ထိပ်ဆိုတာသူ့ရဲ့ကန့်သက်ချက်ကိုရောက်ရှိနေပါပြီ။ကျော်ကယ်ဆင်းမိုးရောက်ရှိနိုင်တော့မှမဟုတ်ပါဘူး။အရန်ကိုထူးခြားတဲ့တက်တက်ရုပ်တွေကတော့ငကားတကောင်ပါ။ရှောင်းရဲ့ကငကားရုပ်တွေကိုဘေကနေရရှိခဲ့လဲဆိုတာအနေငယ်ပြပြပါမယ်။အမှန်တော့ဒီကောင်ကြီးကသူတော်စင်ကျေ9လုံးထွတ်ထိပ်ကျေချလုံးနေပါအစွမ်းရှိပါ။ဒါပေ မဲ့သူကနဂါမျိုးနယ်တော်တော်တစ္ဆာဘောတကောင်တစ္ဆာဘောကောင်တကောင်ဖြစ်တော်တာကတချောင်းဆောင်းရံကနဂါမျိုးနယ်ရဲ့အတွိုင်းစုဝင်မှာဇီယံကိုပူညီခဲ့တာကြောင့်ဇီယံကဆောင်းရံကိုမြောက်ပိုင်းနဂါဘီရင်ရဲ့ရုပ်လောင်ကိုပေးခဲ့တာပဲဖြစ်ပါဆောင်းရံကရုပ်သေးကိုပြုလုပ်ပြီးတဲ့အချိန်မှာမြောက်ပိုင်းဘီရင်လို့သားနာမည်ပေးခဲ့လိုက်ပါဒီရုပ်သေးရဲ့အစွမ်းကကျေခွန်နှလုံးတန်းတူတော်စဉ်နဲ့ တက်ခိုင်းနိုင်စမ်းရှိပါတယ်။ဒီရုပ်သေးကတော့သူတော်စင်အစင်ရုပ်သေးပဲဖြစ်ပါတယ်။သူကကြဲခုနှလုံးတိုင်းသူတော်စင်တွေနဲ့ရှင်ပြီးတော့တက်ခိုင်းနိုင်စမ်းရှိပါတယ်။ထူးခြားချက်တွေအနေနဲ့ကြတော့ဒီမြောက်ပိုင်းငကားပြင်ကကိုပိုင်အသိဉာဏ်ရှိပြီးတော့စကားတွေကိုလည်းပြောနိုင်တဲ့အပြင်ဒူတိုင်းပညာတွေကိုလည်းထုတ်သုံးနိုင်ပါတယ်။ဒီလိုအာသာချက်ကြီး၃၆၎င်းသူ့ရဲ့ခိုင်မာလာတဲ့ငကားခန္ဓာကိုယ်၆၎င်းဒီရုပ်သေးက ရှောင်းရင်ကိုရံတော့အသေးဖြစ်လာပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ဝေယံထူပါနောက်ထပ်ဒီလိုအကြောင်းအရာတွေကိုသိချင်သေးတယ်ဆိုရင်တော့ကျွန်တော်ရဲ့ page ကို like and follow လေးလုပ်သားပေးဖို့တောက်ဆိုချင်ပါတယ်ခင်ဗျအဲ YouTube ကနေကြည့်နေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ video လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့တောက်ဆိုချင်ပါတယ်နောက် video မှာကြံပြီးကြတာပေါ့